ီနေ့အပိုင်းမှာတော့နောက်လာမယ့်ချန်ပီယံခဏီပွဲပွဲမှာခီမူရာကဂျူနီယာလိုင်းဝိတ်ချန်ပီယံကြီးမရှိပါကိုစိန်ခေါ်ခွင့်ရသွားတဲ့အကြောင်းနီးပြကြီးကပြောပြလာပါတယ်။မရှိပါရဲ့ညီမကိုချင်းမိနေတဲ့အီဘိုအတွက်တော့သူ့ရောက်ဖားနဲ့တငယ်ချင်းတို့ရဲ့တိုက်ပွဲအကြောင်းနေရခတ်တော့မှာဖြစ်ပါတယ်။ဒီသတင်းကိုကြိုသိခဲ့ရတဲ့ခွန်မီကလည်းအီဘိုကိုရှောင်နေခဲ့ပါတယ်။အဲ့နောက်ခီမူရာကမီယာတာကိုတွားတွေ့ခဲ့ပြီးသူ့ရဲ့ထိုးပွဲအတွက်လေ့ကျင့်ရေးမှကူညီပေးဖို့တောင်းဆိုပါတယ်။ မီယန်တာကသူဟာတခြားလူကိုထရိန်ပေးတဲ့သူမဟုတ်တယ်လို့ခီမူရာဟာလည်းအားနေချက်တိတ်မရှိတဲ့ဘောက်သားတယောက်လို့ပြောပါရင်ခီမူရာကသူ့ရဲ့ပြိုင်ဘက်ဟာဂျူနီယာလိုင်းဝိတ်ချန်ပီယံမာရှိပါဆိုပြီးပြောလိုက်တော့မီယန်တာလည်းအတိတ်တုန်းကဖြစ်ရက်တွေကိုပြန်အမဲရမိလိုက်ပါရင် ranking 10နဲ့နှစ်ဘောက်သားတွေပွဲဆောင်သွားလို့ ranking နံပါတ်3မှာရှိနေတဲ့ခီမူရာကစိန်ခေါ်ခွင့်ရသွားခဲ့တာဖြစ်ပါရင်ခီမူရာရဲ့ဘောက်စင်းထိုးလာတဲ့တန်း9နှစ်ကြာမှဒီလိုအခွင့်အရေးမျိုးရလာခဲ့တာမို့ဒီပွဲကိုအနိုင်ရကျင်ပြီးမာရှိပါထက်တက်ကနစ်ရောစပီယောတာလုံးနဲ့မီယန်တာစီအကူအညီလာတောင်းမိတာပါ ။ခီမူရရဲ့ပွဲရလက်တွေကအထင်ကြီးဖို့မကောင်းပေမဲ့လည်းသူဟာဘောင်းစင်းကိုချစ်တာကြောင့်သူချစ်တဲ့အရာမှာအကောင်ဆုံးကြိုးစားနေရဆိုတာတသက်ပြချင်းမိရလို့ပြောပါရင်မီယတာဘက်ကတင်ပေးဖို့ညှင်းဆုံနေတော့လေခီမူရထွက်သွားတော့မယ့်အချိန်မီယတာကသူ့ရဲ့ OBBS ထိုးပွဲအကြောင်းကိုပြောပြလာပါရင်သူနဲ့နောက်ပွဲမှာထိုးရမယ့်ပေါက်စားကခီမူရနဲ့ပုံစံတူတဲ့အဝေးထွက်ပေါက်စားဖြစ်တာကြောင့်ခီမူရနဲ့သာအစမ်းထိုးရင်အထောက်အကူပြည့်စင်မှာမို့ကုညီပေးပေါ့အောင်ဆိုပြီးမီယတာကတောင်းဆိုလာပါတယ်။တကယ်တော့ခီမူရကသူ့ရဲ့ဂျူနီယာစီကနေအကူအညီပြန်တောင်းနေရတာဖြစ်ပြီးမီယတာက ကစီနီယာကိုလေးစားတဲ့အနေနဲ့သူ့ဘက်ကနေအကူအညီတောင်းလိုက်တာဖြစ်ပါသည်တဖက်မှာတော့အီဘိုကခီမူရတောင်းဆိုတဲ့အကူအညီကိုမီယာတာလက်မခံမှာစိုးရိမ်နေပေမဲ့တာခိုင်မူရကတော့ဘသူကပဲခီမူရကို train ပေးပါသည်တူညီတဲ့ရလက်တစ်ခုလည်းပဲထွက်လာမှာလို့ပြောပါသည်အီဘိုကခီမူရရဲ့ပြိုင်မဲ့ကမရှိဘဖြစ်နေလို့ကန်ဆိုးသွားတာဆိုပြီးပြောတော့တကယ်ကန်ဆိုးရတဲ့သူကအီဘိုကိုယ်တိုင်ပဲလို့တာခိုင်မူရကပြောပါသည်အီဘိုခင်မရောက်ဖားနဲ့တငယ်ချင်းနှစ်ယောက်ရဲ့တိုက်ပွဲမှာဘသူ့ကိုအပိယမန်မသိပဲဆက်ပြတဲ့လင်ပြောင်းနေရတာဖြစ်ပါသည် ကင်မရာအတွက်အီဘုတ်ထပ်ပို့ပြီးစိတ်ပူနေရတဲ့သူကတော့အောက်အခီဖြစ်ပါရင် အာခိနခင်မူရလိုကတချိန်တည်းမှာပဲဘောင်းစင်းလောကထဲကိုဝင်ရောက်လာခဲ့တဲ့အကောင်ဆုံးပြိုင်ဘက်တွေဖြစ်ပြီးအခုဆိုရင်အာခိရဲ့ပြိုင်ဘက်ကချန်ပီယံစင်ခေါ်ရတော့မှာပါအာခိရနောက်ကျကြံရင်ခဲမှမကြောက်ပါဘူးဒါပေမဲ့လည်းသူ့ရဲ့မပြည့်စုံတဲ့စွန်ရည်တွေကြောင့်တငယ်ချင်းလက်ဖြစ်ပြိုင်ပယ်လက်ဖြစ်တဲ့ခီမူရာကိုလိုဘဲနေချိန်မှာမကူညီပေးနိုင်ပဲဖြစ်ရပါလိမ့်ခီမူရာကတော့မာရှိပါနဲ့ပတ်သက်ပြီးအိမ်မက်ဆိုးရီတော်မှတ်နေခဲ့ပါလိမ့်နောက်တစ်ရက်မှမီယာတာနဲ့အဆန်ထိုးရတော့မှာဖြစ်ပြီးသူသားမီယာတာရဲ့လှုပ်ရှားမှုတွေကိုရှင်းနိုင်ရင်မာရှိပါရဲ့ဖလစ်ကချက်တွေကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့ တွေးထားပါသည်။ဒါပေမဲ့လည်းမာရှိဖာရဲ့ဖလေကာထိုးကြိုက်တိုင်းကိုခီမူရာရှောင်းနိုင်မှာမဟုတ်တဲ့အပြင်ခီမူရာမှာအနေချက်တစ်ခုရှိနေရာကြောင့်အနိုင်ယူနိုင်ခြင်းမရှိဘူးလို့မီယတာကပြောပြလာပါသည်။အဲ့ဒီအနေချက်ကြီးကိုရှာဖွေဖို့ခီမူရာကမီယတာနဲ့အဆန်ထိုးရပြီးနှစ်ယောက်လုံးကအဝေးထွက်ပေါက်စာတွေဖြစ်ပါသည်။မီယတာကသူ့ရဲ့စပီနဲ့အဓိကလှောက်ရှာပြီးခီမူရာရဲ့ပင်လက်သေးကိုလည်းရှောင်ပြသွားခဲ့ပါသည်။ ခင်မူရမ်းမှာသူနဲ့ထိုက်တဲ့နဲ့အရေးအချင်းတွေရှိပေမဲ့လေမိယတန်းကရင်ဝါကိုထိုးပေးလိုက်ပြီးတစ်ဆက်တည်းမှာပဲထိုးပေးလိုက်တဲ့ပင့်လက်တီကြောင့်တရေအိတ်သွားခဲ့ရပါသည်ခင်မူရက်ပြန်နိုးလာတဲ့အခါခင်မူရက်ဟာကောင်းမွန်စွာလက်ပတ်ကစားနိုင်တာကြောင့်သူ့မှာအားနည်းချက်မရှိပေမဲ့တမန်မူလည်းမရှိဘူးလို့မိယတန်းကပြောပြလာပါသည် ခီမူရမှာသူ့ရဲ့ပြိုင်ဘက်ကိုအဆုံးသတ်ပေးနိုင်မဲ့လက်နက်မရှိတာဖြစ်ပါသည်။ဥပမာပြောရရင်အီဘိုမှာဒမ်စီရိုးရှိပြီးမီယက်တာမှာဂျောကောင်နာရှိပေမဲ့ခီမူရမှာတော့ထုတ်ပြစရာဘာမှရှိမနေခဲ့ပါဘူး။သူ့မှာအဆုံးသတ်လက်နက်မရှိရင်ပြိုင်ဘက်တွေကလည်းသူ့စီကိုရဲရဲတင်းတင်းဝင်ချလာမှာဖြစ်ပါသည်။ခီမူရာကသူ့ရဲ့အနေချက်ကြီးကိုတီးလိုက်ရပေမဲ့လက်လျှော့သွားမှာမဟုတ်ပဲမရှိပါ့ကိုအနိုင်ယူနိုင်မဲ့နီလန်းကိုရှာဖွေရင်းစူးစမ်းပြီးလေ့ကျင့်ပါရင်အဲ့နောက်အာအိုခိရဲ့ခေါက်ဆွဲဆန်စီသွားခဲ့ပြီးမကြခင်မှာဝိထင်းရတော့မှမို့ခေါက်ဆွဲတွေဘိုက်ကောင်းအောင်တီးမယ်လို့ပြောပါရင် ခင်မူရာကပြန်ကန်နီးမှခြိတုံချတုံဖြစ်နေလို့အာဟုခိယကြောက်နေတာလားဆိုပြီးမေးလိုက်တော့ခင်မူရာကလည်းသူအစဉ်ပြေကြောင်းမန်ထောင်ပြပါလိမ့်။ဒါပေမဲ့လည်းသူတို့ပေါင်းလာခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီမို့တယောက်ရဲ့ခံစားချက်ကိုတယောက်ကထုတ်ပြစရာမလိုပဲသိနေနိုင်ပါလိမ့်။နောက်တစ်ရက်မှာတော့အီဘိုကသတင်းထောက်မာရီစီကနေမာရှိပါရဲ့ထိုးဘက်ဗီဒီယိုတွေတောင်းထားပါလိမ့်။အဲ့ဒီဗီဒီယိုတွေကိုအာဟုခိယယူသွားပြီးခင်မူရာကိုလက်ကျင့်ပေးနေတဲ့မီယာတာကိုသွားပေးပါလိမ့်။ အာဂိနခီမူရိုရဲ့အသက်က23နှစ်ရှိနေပြီဖြစ်ပြီးဘောက်စင်းသက်တမ်း9နှစ်မှာပွဲပေါင်းများစွာလည်းတိုက်ခိုက်ခဲ့ပြီးပြီဖြစ်ပါလိမ့်ပရိုဂျက်တွေရဲ့အမြင်မှာသူတို့ကငယ်ရွယ်သေးပေမဲ့တွက်လက်တဲ့ဘောက်စားတွေမဟုတ်တော့လို့အခုချိန်မှာခီမူရိုတယောက်အနာယူဖို့တွေးမိနေပြီဆိုတာအာဂိကသိပါရင် ဒီဘွဲကခီမူရာရဲ့နောက်ဆုံးဘွဲဖြစ်သွားနိုင်တာကြောင့်အနိုင်ရဖို့မသေးကြရင်တော့နောက်နားတွေမကြံခဲ့သေးပဲတိုက်ခိုက်နိုင်ဖို့ကုညီပေးပါဆိုပြီးမီယာတာကိုတောင်းဆိုနေပါသည်တောင်းဆိုမှုကတခုတည်းဆိုပေမဲ့မီယာတာကောင်းဖို့တာဝန်ကြီးတခုရောင်းနေခဲ့ပြီဖြစ်ပြီးမီယာတာကတော့ဗီဒီယိုတွေခီမူရာစီရောင်းပေးပေးမယ်လို့ပြောသွားခဲ့ပါသည်မာရှိပါရဲ့ထိုးဘွဲကိုလေးလာကြည့်တဲ့အခါမာရှိပါကသူ့ရဲ့အရင်ပုံစံအတိုင်း ဘယ်လက်နဲ့ဖလစ်ကချက်တွေတောင်းပြီးညာဘက်ထဲလက်အသည်နဲ့အဆုံးသက်တာကိုမြင်ရပါရင်အရင်ကထက်တက်လုံပိုကောင်းလာပြီးဂျူနီယာလိုင်းဝိတ်တန်ကသူ့အတွက်ဝိတ်ထင်ရတာအဆင်ပြေနေတဲ့ပုံစံရှိပါရင်အခုလက်ရှိမာရှီပါရဲ့ပုံစံကအဝေးထိုးပေါက်စားတွေအတွက်တောင်အခက်တွေ့စီရာကြောင့်ခီမူရအတွက်ပို့ပြီးတော့ချက်တဲလာပါရင်ခီမူရကလည်းတောင်ရခက်ခဲလုံးနဲ့လို့တွေးနေရင်အကြံတစ်ခုရလိုက်ပြီးအခုကစပြီးမာရှီပါစီတိုးဝင်သွားမယ်လို့ပြောပါရင် အဲ့နောက်မီယာတာနဲ့အစံထိုးခဲ့ပြီးညနေတဲ့အချိန်တွေမှာလည်းကစားကွင်းရဘာဒန်းတွေမှာလေ့ကျင့်ပါသေးတယ်။တဖက်မှာတော့ချန်ပီယံကြီးမာရှိဘားရဲ့ထိုးပွဲကိုသူ့ရဲ့အလုံးရှင်နဲ့မိတ်ဆွေတွေကလာကြည့်မယ်လို့ပြောထားကြပါတယ်။မရှိပါလေ့ကျင့်နေတဲ့အချိန်သူ့ရဲ့နီးပြရောက်လာပြီး WBC ကမ္ဘာဘောင်စဉ်အဆင့်၅မှရှိတဲ့ဘောက်စားကမရှိပါနဲ့ထိုးခြင်းနေကြောင်းပြောပြလာပါတယ်။မရှိပါကအဲ့ဒီနံပါတ်၅ကိုအနိုင်ရရင်ကမ္ဘာချန်ပီယံဖြစ်အောင်လုပ်နိုင်ဖို့အခွင့်အရေးပွင့်သွားပါလိမ့်မယ်။ဒါပေမဲ့အရင်ဦးဆုံးရောက်လာတော့မဲ့ခပတ်ကောက်ွယ်ပွဲကိုအောင်မြင်ဖို့လိုတဲ့အကြောင်းနီးပြကြီးကပြောတော့ မရှိပါကရုတ်တရက်ကြီးထားရည်နေရာကြောင်းနီးပြလဲလန့်သွားပါလေအခုအလန်းတွေပွင့်တော့မှာဆိုတော့မရှိပါကဖိတက်သွားတာဖြစ်ပြီးသူဟာပွဲတိုင်းကိုအနိုင်ရအောင်လုပ်ပြီးတကယ်ပါလုံးကလူတွေသူ့အရှိမဒူးထောက်ရအောင်လုပ်ပြမယ်လို့ပြောပါလေနီးပြကဒူးထောက်ရမဲ့လူတွေထဲမှာသူ့ဘက်ပါတယ်ဆိုတာသိနေပြီးမရှိပါရဲ့တာမန်မှုတွေကအခုလိုမျိုးအကြောက်တရားကဲမဲ့မှုကနေလာတာလို့ပြောပါလေ မရှိပါတာပွဲတိုင်းကိုအနိုင်ရပြီးကဘာထိုက်ဆုံးနေရစီရောက်သွားခဲ့မယ်ဆိုရင်ကဘာကြီးကတော့ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ပြောင်းလဲသွားမှာကသူကိုယ်တိုင်ပဲလို့နီးပြကတွေးနေပါသည်တဖက်မှာတော့အပြင်းအထန်လေကျင်ခဲ့တဲ့ခင်မူရာကမီယတ်တာစီတိုးဝင်နိုင်သွားခဲ့လို့ပြောသွားခဲ့ပေမဲ့တိုးဝင်ပြီးသွားရင်ဘာမှဆက်မလုပ်တတ်တော့ပါဘူးအဲဒါကြောင့်သူ့မှာအဆုံးသက်လက်နက်မရှိရခြင်းရဲ့ကွာခြားချက်ကိုထင်းထင်းရှားရှားသိလိုက်ရပါသည် မရှိပါသည့်တွုံးဝင်နိုင်သွားရင် မေယိုးကိုထိုးဖို့စဉ်းစားမိပေမဲ့မရှိပါရဲ့အရက်ကမြင်လာကြောင်းမထီရောက်မှကိုစိုးရင်ရပြန်ပါလိစဉ်းစားရလို့အုံနောက်ချောင်းနေလုံးငါးလေးကိုအစာကျွေးတဲ့အခါငါးလေးကခုံမြန်ပြီးတော့အစာကိုလေးပေါ်မှရင်စားသွားပါလိခီမူရာကသူ့ရဲ့ငါးလေးအဲ့လောက်အမြင်ထိခုံနိုင်မယ်ဆိုတာမသိခဲ့ပဲအဲ့အချိန်မှာပဲသူဟာအကြံတစ်ခုရရှိသွားပါလိညာတွင်ချင်းကစားကွင်းရဘာတန်းမှချိတ်ထားတဲ့ကာဗင်းကိုထိုးပြီးလေ့ကျင့်ရေးစင်ခဲ့ကအဲ့နောက်မှာတော့မီယက်တာနဲ့အဆန်ထိုးရပြန်ပါလိ မီယတာကခီမူရာတခုခုကိုရည်ရွယ်နေရဆိုတာသိပေမဲ့လေပွဲစားတဲ့အခါမှာတော့ခီမူရာကမီယတာစီတိုးဝင်ပြီးရှင်ဝါကိုထိုးလိုက်တော့မီယတာကထားနိုင်လိုက်ပါတယ်ခီမူရာကတော့အလွန်မပေးသေးပဲမီယတာကလည်းပြင်းထန်တဲ့ခံစားချက်ကြီးကိုရရှိလိုက်ပြီးအဲနောက်တော့လက်ကျသွားတဲ့သူကခီမူရာဖြစ်ပါတယ် မီယတာကကောင်နာတခြားပြန်ထိုးနိုင်လိုက်လို့ခီမူရလဲကျသွားတာဆိုပေမဲ့ခီမူရကိုသာပြန်မထိုးနိုင်ခင်လဲကျသွားရမယ့်သူကသူကိုယ်တိုင်ဖြစ်သွားမှာလို့ပြောပါတယ်။မရှိပါကိုလည်းဒီလိုမျိုးတိုက်ခိုက်လို့ရှားနိုင်တယ်လို့မီယတာကပြောလိုက်တော့ခီမူရလည်းအားတက်သွားပါတယ်။မရှိပါနဲ့ခီမူရတို့ပွဲရဲ့ပိုစတာထွက်လာတဲ့အခါဒီဇိုင်းကမိုက်ပေမဲ့လည်းတာခါမူရကတော့ရဲစရာမပါပဲအတကုံရင်နေခဲ့ပါတယ်။ခီမူရရောက်လာတော့တာခါမူရကခီမူရကကွန်မြက်ခံရတော့မယ်ဆိုပြီးစနေခဲ့ပါတယ်။ ဟီမူရာကတော့တင်းငိမ့်သွားနေပဲကွမျက်ခံရမဲ့သူကမာရှိဘဖြစ်ကြောင်းနဲ့သူ့ရဲ့အဆုံးသက်လက်နက်ကို Dragon Fish Blue ဆိုပြီးနာမည်ပေးထားကြောင်းပြောပြပါသည်။တစ်ဖက်မှာတော့မာရှိဘကဝိထင်းရအောင်မှမို့ညသာကိုပန်းသီးလေးပဲစားရပြီးသူ့ကြောင့်နဲ့ညမဖြစ်သူစားမဝင်မှဆိုလို့အပြင်ထွက်ပြီးအပြေးလေးခြင်းပါသည်။ခီမူရာကသူ့ရဲ့ညီမနဲ့အတိမိတ်ဆွေတွေဆိုရင်တော့သူဟာအကောင်သောအကူတရားဖြစ်အောင်ကြိုးစားနေရမှုဘယ်သူမှအရှုံးမပေးဖို့ဆုံးဖြတ်ထားပါရင်